ှိအချိန်လေးဘယ်လိုရှိလဲဘာဆက်ဖြစ်မလဲသူမေတော့လွတ်မြောက်မလဲပေါ့နော်အဲ့ဒါလေးတွေကိုကက်လေးတွေဆွဲပြီးတော့အဖြေရှာကြည့်ပြီးမှဖြစ်ပါတယ်ပေါ့နော်အခုလာမယ့်ဂျွန်လ19ရက်နေ့ဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မှာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ဒီမှာ campaign တွေပါလေလုပ်နေကြလေတွေ့တယ်ဒီသယုဆောင်ခါရာတို့ပါလို့ဆိုလို့ရှိရင် green စံချိန်ဝင်ဖို့အတွက်ဟိုဟာဗီဒီယိုလေးတွေ collect လုပ်နေရလေလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့အကယ်၍ကိုကပြီးပါမှရှိတယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေကိုအပောင်ဝင်အားဖြည့်ပေးဖို့အတွက် ဆူလည်းဒီကနေပြီးတော့တိုက်တော့ပြရစီပေါ့နော်အဲဒီ reading လေးကိုလုပ်ဖို့အတွက်မဆူက idea ရှိထားတော့တော်တော်ကိုကြာနေပြီတစ်နှစ်လောက်ရှိပြီပေါ့နော်ဒါပေမဲ့အာမလုပ်ဖြစ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ reading ကဘယ်လိုပြောမလဲဟို heavy လည်းဖြစ်တယ်ပြီးတော့ကိုလိုချင်တဲ့အဖြစ်မရအောင်ဆိုလို့ ုပ်ကြည့်လိုက်မယ်လေးဆိုပြီးတော့လှုပ်လိုက်မှာဖြစ်ပါရေးပေါ့နော်အဲဒီတော့ရားမဲ့အဖြေကဒူရီ དེ ཀྱི དེ ာဆိုလို့ရှိရင်အခုဒုတိယထဲနေရတာကိုပို့ပို့ပြီးတော့ enjoy ဖြစ်လာရေပေါ့နော် solitude ကိုပို့ပြီးတော့ appreciate ဖြစ်တတ်လာရေပို့ပြီးတော့ emotionally လည်း fulfill ဖြစ်လာရေပေါ့နော်ပြီးတော့ဒီမှာ six of cups reverse ကြရတဲ့အကြောင်းမလို့သူ့ရဲ့အရင် memories တွေအရင်ကဖြစ်ခဲ့တဲ့ဥစ္စာတွေတွေကိုပြန်ပြီးတော့တတိယတဲ့ပုံစံလေးတွေရှိရေပေါ့နော်သူသားသမီးတွေရှိမဲ့ပြီးတော့သူ့ရဲ့ colleagues တွေပြီးသူမိသားတွေအဲ့ဒီရဲ့ memories တွေကိုတော့သူကအမြဲတမ်းတတိယတဲ့ပုံစံလေးရှိရေဒါပေမဲ့သူကအခုစိတ်ကြကြနေလားပြိုလဲနေလားဆိုရင် တယ်သူကသူအဆင်ပြေနေတဲ့ပုံစံမျိုးရှိနေပေါ့နော်ဒီမှာဒီကဝဲချင်လိုက်ပါလုံးဝအဆင်ပြေတယ်သူရှိတာလေးနဲ့ရှိတယ်လို့ကိုအဆင်ပြေတယ်ပေါ့နော် the hermit the hermit ဆိုတာသူကသူ solitude solitude ဆိုတာကတယောက်ထဲတိတ်ဆိတ်ဆိတ်ကလေးဖះတရားလောက်တာပဲဖြစ်ဖြစ်စာဖတ်နေရပဲဖြစ်ဖြစ်အဲအဲ့လိုပုံစံမျိုးလေးနဲ့သူကသူအဆင်ပြေတယ်ပေါ့နော်အရင်တော့လည်းသူဒီလိုမျိုး house house arrest ကို20 years နေခဲ့ပူရာဆိုတော့အခုအချိန်နေရတယ်သူတို့ကဟိုဟာပေါ့နော်နေတတ်နေပါ တစ်ခုကတော့2026အာသူရဲ့ဂျမ်းမာကြီးပေါ့နော်2026မှာလေအဲ့တိုင်းပဲ Night of Caps သူဖြည်းဖြည်းမှန်မှန်ပဲသူကတော့သူကသူ့ routine လေးနဲ့သူဖြည်းဖြည်းမှန်မှန်လေးပဲသွားမယ်ဂျမ်းမာအောင်နေမယ်စိတ်ဓာတ်ကိုလုံးဝအကြမခံဘူးပြီးလို့ရှိရင် the moon the moon ကို reverse charge ကြောင့်မလို့အရင်တော့ကသူမသိခဲ့တဲ့အရာ ာသူစိတ်အကြောင်းကသူသူခန္ဓာကိုယ်နဲ့စိတ်ကိုသူမသိခဲ့တဲ့အရာတွေကိုတဖြည်းဖြည်းနဲ့ self awareness ရတဲ့ဘောနဲ့ပို့ပို့ပြီးတော့သိလာမယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲတရားတွေတဖြည်းဖြည်းနဲ့တရားတစ်ပုဒ်တဖြည်းဖြည်းနဲ့သိလာမယ်ပုံစံတွေရှိရဲ excuse me နော် nine of swords ကို reverse ကြိုက်ပေါ့နော်သူမှကရံဖန်ရံခါပေါ့နော်ဆိုရင်ကူဝံမှုလေးရောရှိတယ်ဒါပေမဲ့ reverse ကြိုက်တဲ့အကြောင်းမလို့အဲ့ဒါလေးတွေကလည်းတဖြည်းဖြည်းနဲ့တက်တာလာနေပေါ့နော်ဒါကတော့2026ဒီမှာကအရန် ယောက်ကစိတ်က strong ဖြစ်နေပြီဆိုလို့ရှင်ဘာဘယ်အရာမှမဆိုသူ manifest လုပ်လို့ရတယ်အဲ့ဒီပုံစံမျိုးပဲကွာအခုသူ situation ရတယ်လေအထဲမှာသူသူ့ကိုယ်သူ influence လုပ်လို့ရတာသူစိတ်တမျိုးပဲရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အထဲမှာအခု2025မှာလဲဆိုလို့ရှင်လေအရင်တော့က memories တွေကိုရပ်ဖန်ရခါတတိရတယ်အဲဒါလေးတွေကိုလွှမ်းနေပေါ့နော်ဒါပေမဲ့သူ့ကိုယ်သူလည်း strong ဖြစ်အောင်နေတယ်သူဟာနဲ့သူ ာအေးစစဖြတ်တန်းနေပေါ့နော်အေးချင်ချင်စိတ်ကိုအေးချမ်းစွာနဲ့ပဲသူဖြတ်တန်းနေနောက်နှစ်ကြလို့ရှိရင်လည်းအဲ့တိုင်းပဲတရားသဘောတွေသိလာမယ့်ပုံစံလေးရှိတယ်ပြီးလို့ရှိရင်အမ်တစ်ဖြည်းဖြည်းနဲ့ရှင်တို့ကျေနပ်တယ် ကြတော့မကောင်းတဲ့ကတ်တွေမပါဘူးအဲ့ဒီတော့ကြောင့်မလို့မဆိုးရောတော့အဲအကောင်းငယ် justice justice ဆိုတဲ့အကိုကတရားကပဲဘယ်လိုပြောမလဲတရားဓမ္မအနိုင်ရရှိမယ်ပေါ့နော်အခု तू လွန်မြောက်လာတာက तू तू သူ့ရဲ့လွန်မြောက်မှုကတရားဘယ်လိုပြောမလဲ justice ဖြစ်တယ်ဆိုလို့ရှိရင် तू လွန်မြောက်လာလိမ့်မယ်မဆိုးလို့အကောင်လုံးကတော့သူ့ရဲ့လွန်မြောက်မှုက ရိုက်ကြရတယ်ဆိုလို့ရှိရင်အတိုက်ကြရတယ်ဆိုလို့ရှိရင် ကောင်းတဲ့ကမဟုတ်ဘူးကွာနှစ်ကစလုံးကဖြောင်းမြန်ကြတယ်ဖြောင်းမြန်ကြရတယ်ဆိုတော့ကောင်းတယ်လို့လည်းပြောလို့ရတယ်ဒါမှမဟုတ်မကောင်းတာကရော့ကျသွားတယ်လို့လည်းပြောလို့ရတယ်အဲ့တော့မဆိုနောက်တစ်ကတ်ထပ်ဆွဲကြည့်မယ်ကွာသူက4 of cups နဲ့5 of cups ကို sequence လိုက်စီလာကြတယ် ပြောနိုင်တာကတော့တရားမျှတမှုက9နှစ်အတွင်းရမယ်။9နှစ်အတွင်းမှာတရားမျှတမှုရမယ်။အဲဒီတော့ဒီမှာလွန်မြောက်ခြင်းနဲ့လွန်မြောက်ရမယ်။အဲဒီမှာဒီဒီဘက်ကကြားတဲ့ကကကြားတော့ Eight of Swords ။သူကကြတော့မလွန်မြောက်နေတဲ့ပုံစံလေးကွာ။โอเคအဲ့တော့နောက်ဆုံးသူရဲ့လွန်မြောက်မှုမလွန်မြောက်မှု နေနဲ့မိသားစုများပြောရမယ်ဆိုလို့ရှိရင်နားနှစ်အတွင်းမှာတော့